MPNPH နဲ့ IT ပထမဦးဆုံးနေပွဲစဉ်များရဲ့ခံမှန်းချက် MPNPH ဘက်ကစကြတာပေါ့ပထမဦးဆုံးပွဲစဉ်နေနဲ့ Falcon PH နဲ့ Sir Onyx PH Falcon PH ကအများကြီးပိုပြီးတိုးတက်လာတယ်လို့တွေးမိတယ်ဒါနောက်ဆုံးသောပွဲမှာရှေ့ကပွဲမှာသူကျန်းတိုက်နေရမျိုးတွေတွေ့ရတယ် Week 1ပွဲမှာတပွဲလောက်ပဲသူတို့နိုင်ရရှိထားတယ် Onyx PH ကရှုံးမွေးကြုံတွေ့ရပြ training ပိုင်းဆိုင်ရာမှာလိုအပ်ချက်တွေရှိနေသေးတယ်လို့မြင်တယ် Onyx PH နေနဲ့အများကြီးကျန်လေးအောင်မယ်ခံမှန်းချက်က2-1ပါ Onyx PH အနိုင်ပါနောက်တစ်ပွဲအနေနဲ့ Rora နဲ့ AP Brand AP Brand ကတော့အခွန်မဲကြံတော်တွေ lazy up player တွေပါတယ် Rora က on page ကိုတီးထားတဲ့အသင်းမမေ့သင့်ပါဒီပွဲအတွက်2 nil ပါ for sure Aurora အတွက်ပေါ့ MPA Indo ဘက်ကိုသွားရတာပေါ့ Navi နဲ့ RQ ဗျာအသင်းအသစ်ဖြစ်တယ် Navi player အသစ်တွေလည်းရောက်လာတယ် RQ က twice ပါတယ်ပွဲစဉ်နေနဲ့ပထမအဦးဆုံးပွဲမှာအနိုင်ရရှိဖို့များတယ်ဗျကျွန်တော်ဒီပွဲအတွက်2 nil ပါ RQ နိုင်မို့ဗျာ နောက်တစ်ပွဲက evolve နဲ့ TLID ကျွန်တော်ဒီပွဲမှာ TLID ကိုသိမ့်မကြိုက်ဘူးဗျ evolve ကိုပိုကြိုက်တယ် TLID နေနဲ့အများကြီးဒုက္ခရောက်နိုင်နေပေါ့နော် base of 3အပြည့်သွားမဲ့ပွဲစဉ်လို့ကျွန်တော်ခံမှန်းနေပေါ့နော် TLID 2 evolve 1ပထမအဦးဆုံးနေ့ပွဲစဉ်တွေကတော့တလောက်ပါပဲနောက်ထပ်ဒီနေ့မှတူကြရင်ပြန်ပြီးတွေ့ကြပါမယ်